နွေဦးမိသားစုပေါင်းတို့ရေအားလုံးပဲမင်္ဂလာပါနော်နွေဦး Family Channel လေးကနေလဲကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့မှာတော့ဆရာကြီးတင်ညွန်ရေးသားထားတဲ့အဖေမြမန်ဆိုတဲ့ဝတ္ထုတို့လေးကိုမျှဝေဖတ်ပြပေးပါရစေရှင်အဖေမြမန်ကျမလုံးနောက်ကျနေပြီမနေ့ဆိုရင် ကျမမနေ့9နာရီလောက်ခရက်ကအိယာကထားရသည် မောင်အတွက်မနေ့စာမောင်ဖခင်ကြီးအတွက်မနေ့စာပြင်ရသည်ပြီးတော့မောင်နဲ့ကျမအတွက်ထမင်းကြိုင်အပြင် ရောက်ခမကြီးအတွက်ပါနေလေစာတွေကိုပြင်ဆင်ပေးခဲ့ရသေးသည်။မနေ့ကင်ကကျမအတွက်တကယ့်အသက်ပင်မရှူနိုင်တော့အောင်ပင်မန်းသည်။မောင်ကမနေ့ခုနှစ်နာရီဆိုရင်အပြေးအလွှမ်းထွက်သွားပြီ။သူ့ယုံကဖယ်ရီမီယန်ဖြစ်သည်။အားလုံးကိစ္စတွေပြီးချိန်တွင်ကျမကရေမိုးချူ၊ဓမီညိုက်ဆွဲကအိမ်ကထွက်ရန်အလုံး။တီတီရေရှင်းဖေအဖေမျက်မှန်တွေကိုရေးစေးပေးအောင်လေ။ ကျမရောက်ကတိကြီးသည်အသက်88နှစ်ရှိပြီဖြစ်သည်အငိမ့်သားចောင်းဆရာကြီးတူဦးဖြစ်ပြီးကျမရောက်ခမကြီးကလွန်ခဲ့သော၃နှစ်က ကိုဗစ်တွင် ဆုံးပါသွားခဲ့ပြီးရောက်ကတိကြီးသည်တနေ့ကုန်စားဖက်ပြီးတယောက်ထဲအိမ်တွင်ကြံ့နေခဲ့ရသူဖြစ်သည်ကျမလှုပ်သွားရင်အင်္ဂါထွက်မြေကျန်တိုင်းရောက်ခမထီကြီးကသူမျက်မှန်ကို ခေါ်၍စေခိုင်းတတ်သည်ထိုကိစ္စနှင့်ပတ်သက်ပြီးကျမမောင်ကိုတိုင်ခဲ့သည်မောင်မင်းစဉ်းစားကြည့် ကျမလောက်သွားတော့မယ်ဆိုရင်မောင်ဖေဖေကသူ့မျက်မှန်ကိုခေါ်ပြီးရေးစီခိုင်းပြီးဘာသဘောလဲမောင်တည်ရဲ့လူကြီးကလှုပ်ပြီးစီချင်းလှုပ်ပြီးလိုက်ပေါ့တည်အလောက်သွားဖို့တကားနာရောက်မှခေါ်ခေါ်ခိုင်းနေတာဘာသဘောလဲမောင်ဒါဆိုလဲတည်ရဲ့ခေါ်မခိုင်းခင်ကတည်းကသူ့မျက်မှန်ကိုရေးစီပေးထားလိုက်ရင် ပြဿနာအေးရောမဟုတ်လားကျမမောင်ပြောသည့်စကားကိုလက်ခံခဲ့သည်ထို့ကြောင့်နောင်နေကစပြီးအဖေအိယာကမနိုမီသူ့မျက်မှန်ကိုဇပွဲပေါ်ကအသာလေးယူကရေးဆေးပေးထားလိုက်သည် အဖေကသူ့မျက်မှန်ကိုရေးစေးထိုအတိုင်းလေးရေးစေးပေးထားအချောက်ခံပြီးမှသတင်းစာကိုဖတ်တတ်သည် ကျမအီအိမ်ကိုရောက်ကလေးကသူ့အကျင့်ပင်ရောက်ခမကြီးရှိစဉ်ကတော့ထိုအလုပ်ကို သူကဒဏ်ခံလို့ပေးရှာသည် ကျမနောက်ကျနေပြီသမီးညိုင်ကိုဆွဲကအိမ်မထွက်မီအပြူတွင်သမီးရေရှင်အဖေမျက်မှန်ကို ရေးစေးပေးအောင်လေသမီးမနက်ကဆေးပေးထားရပြီအော်အေးအေးအေး နောက်တနေ့တွင်လည်းကျမကသတိထားပြီးမျက်မှန်ကိုဆေးပေးထားသည်ကျမအလုသွားရန်တကားဝအရောက်တွင်တမီးရေရှင်အဖေမျက်မှန်ကိုရေးဆေးပေးကုန်လေဆေးပြီးပြီအဖေဟုတ်လားကျမရောက်ခမနေကျမမနေ့တိုင်းထိုပြဿနာကို ဖြေရှင်းနေရသည်ကျမရောက်ခမကြီးသည် အသက်89နှစ်တွင် ကွယ်လွန်သွားပါသည်ယခုတော့ မနေ့ကဆိုရင်ကျမကိုအခန်းထဲကလှမ်းခေါ်မိသူ မရှိတော့တော့လဲကျမသူခေါ်တန်းကိုနားဆွင့်နေမိသည်အလုတော်မိကြံတိုင်းကျမအတွက်လည်းတခုခုလိုနေသလိုဟာတာတာဖြစ်နေသည်အလုပေးရတရတွင်ကျမသူအခန်းကို ဝင်ပြီးတန်ရှင်ရေလုပ်သည် သူကရင်ပေးရှိဇပွဲပေါ်တွင်ဒိုင်ယာရီစာအုပ်လေးကိုတွေ့သည်ကျမကဆက်စုခြင်းသဖြင့်သူတန်ရီအိနောက်ဆုံးရေးခဲ့သည့်စာမျက်နှာခဲတံညှတ်ထားသည်ကိုလှမ်းပြီးဖတ်မိသည် သားနှင့်သမီးမနေ့တိုင်းအလုသွားကြသည်သူတို့အလုသွားရင်အဖေသားအလုသွားတော့မယ်အဖေသမီးအလုသွားတော့မယ်ဆိုကလာပြီးနှုတ်မဆက်ကြမနေ့တိုင်းသူတို့ပြင်ပေးခဲ့သောနနေစာနှင့်နေ့လယ်စာကိုတယောက်ထဲစာရသည် သူတို့အလုပြန်လာရင်လည်းအဖေသားပြန်လာပြီအဖေသမီးပြန်လာပြီဆိုသည်နှုတ်ဆက်တန်လေးကိုကြားခြင်းမိသည်ဘယ်တော့များမှကြားရနိုင်မည်နည်း ကျမတို့လည်းရေးစာလေးကိုဖတ်ပြီးမျက်ရည်တွေကျလာမိသည်ကျမတို့ကသူတာဝန်တွေကိုကြေပွန်အောင်လုပ်ပေးပြီးနင်းတာဝန်ကြေပြီးယူဆနေချိန်၌တယောက်တည်းအထီးကျန်ရှာနေမိဖခင်အိုကြီးတယောက်ဤစိတ်ထဲကိုအဘဲကြောင့်တွေးပြီးဝင်မကြည့်နိုင်ခဲ့ပါသည်။ကျမကမောင်ကိုအဖေတန်ရာရီအားပြလိုက်သည် မောင်ကလည်းအေးကွာ မောင်တို့အများကြီးလိုတယ်ဒါပေမဲ့နောက်ကျသွားပြီကွယ်ဟူစိတ်မကောင်းစွာပြောရှာသည်ထိုနေ့ကစပြီး အဖေမရှိတော့တော့လေကျမသည်အဖေမျက်မှန်လေးကို နေတိုင်းရေးဆေးပြီးသူ့စပွဲပေါ်တင်ပြီးခဲ့ရန်တနည်းမျှမမိခဲ့ပါ သို့တော့အဖေမရှိတော့ပြီတင်ညွန့်9ရက်တလ2025ဟုတ်ကဲ့ပါရှင်ဆရာကြီးတင်ညွန့်ရေးသားထားတဲ့အဖေမျက်မှန်ဆိုသောဝတ္ထုတို့လေးအားမျှဝေဖျက်ပြပေးခဲ့တာပဲဖြစ်ပါရဲ့ရှင် New Family Channel လေးကိုအမြဲတမ်းအားဖြင့်ဝင်ရန်ကြိုးစားပေးနေကြတဲ့ တူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရနော်။နွေဦးမိသားစုများအားလုံးလည်းဖိတ်ခင်လို့ကြားမှာကြပါစေရှင်။